မင်္ဂလာပါရှင်။ဧပြီလ29ရက်တနင်္ဂနွေနေ့အတွက်ရွှေရံကုန်ရဲ့လှုပ်လှုပ်ရှားရှားရံကုန်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တွန်တေးမြို့နယ်အတွင်းရှိစားလုပ်ရေးလုပ်ငန်းသုံးပစ္စည်းအယောင်ဆိုင်များအားဈေးနှုန်းမြင့်တင်ရောက်ချမှုရှိမရှိစစ်ဆေးရတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတွန်တေးမြို့နယ်တွင်စားလူရည်လုပ်ငန်းသုံးပစ္စည်းအယောင်ဆိုင်များအားဈေးနှုန်းမြင့်တင်ရောက်ချမှုရှိမရှိကိုဧပြီ25ရက်နေ့နဲ့9နာရီကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်ရဲတပ်ဖွဲ့မြို့နယ်စီမံသားရာရေးအဖွဲ့မြို့နယ်စားသုံးသူရေးအဖွဲ့တို့ပါဝင်သောကွင်းစင်းစစ်ဆေးကြမ်းရေးအဖွဲ့ကကွင်းစင်းစစ်ဆေးကြပြီးညွှန်ကြားချက်များအတိုင်းလိုက်နာရောင်းချစီမှာကြောင်းသိရပါရရှင်ဒီသတင်းကိုတော့တွန်တေးသားကပေးပို့လာတာပါ ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ဒလမြို့နယ်အမှတ်လေးအခြေခံပညာအထက်တန်းကျောင်းတွင်အေရိုဘစ်အခြေခံသင်တန်းဖွင့်လှစ်တဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဒလမြို့နယ်အာကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သောအေရိုဘစ်အခြေခံသင်တန်းဖွင့်ပွဲကိုဧပြီ26ရက်နေ့နဲ့9နာရီကအမှတ်လေးအခြေခံပညာအထက်တန်းကျောင်းခမ်းမတွင်ပြုလုပ်ရာတူဒီခိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်စစာရမင်းဦးကအဖွင့်အမှာစကားပြောကြားပြီး ဒလမျိုးနှင့်အမျိုးသမီးရေရအဖွဲ့ဥက္ကဋ္ဌဒေါ်နုနုထွေမှာတင်နန်းဖွင့်လျက်ချင်းအရွယ်ချအားရှင်းလင်းပြောကြားပါရယ်။အဆိုပါတင်နန်းကိုဧပြီ26ရက်မှမေလ2ရက်ထိတင် जा ပို့ချသွားမှာဖြစ်ကြောင်းလည်းသိရှိရပါရယ်ရှင်။ဒီတင်ဒင်းကိုတော့ခင်ဆန္နာမြင့်ကပြပူလာတာပါ။